ယုပိဒတ်ကြီးမင်္ဂလာပေါင်းတဲ့ပြည်စုံပြီးကျမ်းမာချမ်းသာကံကောင်းကြပါသည်ယုပိဒတ်ကြီးယခုရာသီဆဝန်းတို့ပြောင်းရွှေ့လာတာနိုဝင်ဘာလ73နဲ့79ကြာရောက်လာပါတယ်ဒီနိုဝင်ဘာ79နဲ့73နဲ့79ကြာမှာကကြမာချူစီချူနေ နခအပြောင်းရွှေ့နေတဲ့အတူရာသီဘွားတွေမှာလည်းသူ့ဘာသူကံတရားတွေပြောင်းရွှေ့ပါတယ်။အဲပြောင်းရွှေ့ဖြစ်ပေါ်လာမယ့်အဆူအကောင်းနိုဝင်ဘာ73နဲ့79ကြားမှာဖြစ်ပေါ်လာမယ့်ကံကံတရားတွေပြောပြပြီးမှဖြစ်ပါတယ်။သူရာသီဘွားစက်တင်ဘာ23နဲ့အောက်တိုဘာ23မွေးနေ့မွေးရက်လည်းကျော်လာပြီ။ ကံတရားကြီးကလည်းကုဘက်ပါလာပြီ။ကြာတပရိဒနာကျူကြီးကလည်းမိမိရဲ့မွေးနေ့မွေးရဲ့မွေးလာမှာတိုက်တိုက်ဆိုင်ဆိုင်ဖြတ်တန်းသွားတယ်။ဖြတ်နေတယ်ပေါ့နော်။အော်ဒီနိုဝင်ဘာလကာလဟာကိုယ့်အတွက်ထွန်းတောက်တဲ့ကာလလို့မှတ်။အကြီးကြီးတွေကနေငွေရမယ်အကူအညီရမယ်ဓာတ်တုတူပေါ်ရေလုပ်ငန်းတွေအမှုပညာနဲ့တက်ဆိုင်တာတွေခြေဝါကူတာမှုဆိုင်ရာတွေအောင်မြင်မယ်။တိုက်ချမ်းမြေ ကားတွေရောင်းဝယ်မယ်ဟိုတယ်ခရီးသွားလုပ်ငန်းတွေအောင်မြင်မယ်နိုင်ငံရာခြားစီးပွားဆက်ဆံရေးတွေစတင်လုပ်ကိုင်ပြမယ်အလုပ်မရှိသေးတဲ့လူတွေအလုပ်ရပြီးအလုပ်ရှိတဲ့လူတွေအလုပ်တိုးမယ်နိုင်ငံခြားမှာရောက်နေတဲ့လူတွေကျန်းမာရေးပညာရေးငွေကြေးအဆက်အသွယ်အခွင့်အရေးကောင်းတွေရပြီးနေထိုင်ခွင့်တွေပါရသွားလိမ့်မယ်ခရီးနဲ့ကျန်းမာရေးမိသားစုအတွက်ချောမွေ့ပြီးတော့ตายาหลับปะတဲ့ဘဝတစ်ခုပြန်လဲရရှိမှာဖြစ်ပါတယ် တတိထားတရားတော့ဒီကမှရောင်းမဝယ်မှဖြစ်ဖို့ရှိပါတယ်စာချုပ်စာသားနဲ့မိမိရောင်းမဲ့ဝယ်မဲ့ပစ္စည်းတတိထားစစ်ဆေးဖို့လိုအပ်ပါလိမ့်မယ်ခပိုင်းနဲ့တခုရှိတဲ့အတွက်ဂယုဆိုင်ပါကိုနဲ့မဆိုင်တဲ့နယ်ပယ်ကိစ္စတွေရင်းနှီးမြှုပ်နှံမှုနဲ့တွားရောက်နေထိုင်လုက္ကိုင်းတာတွေရှောင်ဖို့လိုပါတယ်ဝိဇ္ဇာမဲ့အယောင်တွေကတော့ခဲရောင်နဲ့ပြာနဲ့ကြီးပြာရောင်ချင်းပေါင်းပြီးချင်းအိမ်နဲ့အဖြူရောင်များပဲဖြစ်ပါတယ်အယောင်နှမျိုးသုံးမျိုးရောတာတွေဝိဇ္ဇင်ပြီးပါ နှစ်တက်လေးပတ်လဲထီထိုးပါမွေးနေ့မှာထိုးပါပို့ပြီးကန်ကောင်းခြင်းနဲ့ဆိုရင်တော့ဂွေတပ်ပတ်မန္တန်ထိန်အမေရိကတာတွေရွတ်ပြီးတော့နေ့တိုင်းနေ့တိုင်းတရားထိုင်ပြီးပါအရက်ဆယ်မျက်နှာမေတ္တာပို့ပါမွေးနေ့ဒီမှာခွေးသာခူသာငါးသာကျွေးပါအားသာဆိုတူရာစီဘွားမိသားစုများကန်ကောင်းညံကောင်းဘွားကောင်းတော့လအချိန်ကာလရောက်နေပါတယ်အားလုံးကန်ကောင်းကြပါစေ thank you